င်္ဂလာပါရှင်နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မရုံးရက်ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီကနေ့ညနေပိုင်းရရှိထားတဲ့ပုံကြည့်ရခါမှာတော့ ်ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာလေပြားနဲ့ရေဝတ်တစ်ခုဖြစ်ပေါ်နေပြီးတော့ပုံမအားကောင်းလာကမုန်တိုင်းငယ်တလုံးဖြစ်လာနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအရှေ့တောင်ပိုင်းဒေသတွေမှာတိမ်အသင့်တရနဲ့တိမ်ထူရနေပါတယ်။ကျမ်းမင်္ဂလာပင်လယ်အော်မှာတော့တိမ်နှင်းငယ်ဖြစ်ထွန်းနေပါဗျ။မြန်မာနိုင်ငံပေါ်မှာကတော့တပြည်လုံးလုံးမှာတိမ်အနှင်းငယ်ကနေတိမ်အသင်းတင့်ဖြစ်ထွန်းနေအောင်တွေ့ရပါရဲ့ရှင်။ လေတဲခန့်နဲ့မူခမန်းချက်နေနေရတော့ရခိုင်ကမ်းရိုးတန်းမှာတနအာယို၈မိုင်ရနေ၁မိုင်မြို့ရကျမောကမ်းရိုးတန်းမှာတနအာယို15မိုင်ရနေ18မိုင်ကြံကမ်းရိုးတန်းဒေသကြီးမှာတနအာယို18မိုင်ရနေ -30 နှုန်းတိုက်ခတ်နေပါတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မနက်ဖြန်အတွက်ခမန်းချက်တွေနေနေရတော့စစ်တွေမခွေမော်လမြိုင်ဖအန်စရဒီသားတွေမှာနေသားနိုင်ပါတယ်။ဒဝယ်မှာတော့တိမ်နေငယ်ဖြစ်ထွန်းနိုင်ပြီးတော့ပသိမ်၊ပဲခူးနဲ့ရန်ကုန်မြို့တွေမှာတော့မိုးရွာဖို့လာလာရရှိနိုင်ပါတယ်။နေရာကွက်ကြားမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မနက်ဖြန်အတွက်ခမန်းချက်တွေအနေနဲ့ရတော့မုံရွာနဲ့မြကြီးနားမှာအများအဖြစ်တရားနိုင်နေလို့ခမန်းထားပါတယ်။ဟာခါ၊မန္တလေး၊လာရှိုး၊တောင်ကြီး၊ဟဲဟိုး၊လိုက်ကောစတဲ့ဒေသတွေအားလုံးဒီဘက်မှာမိုးရွာဖို့အလားအလာရှိနေပါတယ်။နေရာကကြားမိုးနဲ့ငယ်ထစ်ချုံရနိုင်နေလို့ခမန်းထားပါတယ်ရှင်။မိုးရွာချိန်ခမန်းချက်တွေအနေနဲ့ရတော့ ရှမ်းပြည်နယ်မှာမိုးအချိန်က20မီလီမီတာကနေ40မီလီမီတာလောက်ရွာသွန်းနိုင်ပြီးတော့ကြံ့နေတိုင်းမှာ20မီလီမီတာအောက်ရွာသွန်းနိုင်ပါရှင်။ညဘူချိန်ခမန်းချက်တွေနေနေရတော့ကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်ဒီတိုင်းမှာညဘူချိန်တွေက10ဒီဂရီစင်နီဂရိတ်ကနေ13ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပြီးတော့ကြံ့နေတိုင်းမှာ24ဒီဂရီစင်နီဂရိတ်ကနေ23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်တယ်လို့ခမန်းထားပါရှင်။ မြမပင်လယ်ပြင်ခမန်းချက်နေနေရတော့မြမပင်လယ်ပြင်မှာလှိုင်းအသင့်တင့်ရှိနိုင်ပါတယ်လှိုင်းမြင့်ကတော့၃ပေကနေ၃ပေလောက်မြင့်တက်နိုင်ပြီးတော့ကမ်းလောင်ပင်လယ်ပြင်မှာ၄ပေကနေ၆ပေလောက်မြင့်တက်နိုင်ပါရှင်မလေးမြောင်းရဲ့ဒီတို့ငားရစာခမန်းချက်အနေနဲ့ကတော့လာမဲ့တောက်ကြနဲ့စနေနေ့မှာနေသားနိုင်ပြီးတော့အကြံနဲ့ရက်တွေမှာတော့မိုးရွာပေါ်လာလာရှိနေတယ်လို့ခမန်းထားပါရရှင်။ရန်ကုန်မြို့နယ်ဒီတို့ခမန်းချက်အနေနဲ့ကတော့ဗုဒ္ဓဟူးနေ့မှာမိုးရွာသွန်းနိုင်ပြီးတော့ကြံနဲ့ရက်တွေမှာတော့တိမ်နှင်းငယ်ဖြစ်ထွန်းနိုင်တယ်လို့ခမန်းထားပါရရှင်။ နေပြောင်းတဲ့ညီတွိုက်ခမန်းချက်အနေနဲ့ကတော့လာမယ့်စနေနေ့မှာတိန်နေငယ်ဖြစ်တော့နိုင်ပြီးတနင်္ဂနွေနေ့မှာတိန်ထူရနိုင်ပါတယ်။ကြံရက်ဒီမှာတော့မိုးရွာသွန်းနိုင်တယ်လို့ခမန်းထားပါရရှင်။ဆက်လက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကျေးဇူးများတင်ပါရဲ့ရှင်။